ရေနန်းတော်လိုလူပြောများတဲ့အုတ်ရိုးအကြောင်းတမိုင်းမှန်ပေါ်ပြီးငလင်လှုပ်ပြီးနောက်အင်းဝမှာရေနန်းတော်ပေါ်တယ်ဆိုတဲ့ကိစ္စဟာဒီနေ့ကဆိုရှယ်မီဒီယာပေါ်မှာတော်တော်နာမည်ကြီးနေတဲ့ကိစ္စဖြစ်ပါတယ်။နန်းတော်လိုယူဆရတဲ့အဆိုပါအုတ်ရိုးကြီးကိုမင်းနုအုတ်ကြောင်းရဲ့အရှိမြောက်ဘက်ဂျုံအပြင်ဘက်အရာဝတီမြေပေးမှာရွာသားတွေကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးမြကြီးအကြောင်းတွေကနေအင်မတန်ကြီးမားတဲ့အုတ်ရိုးကြီးတစ်ခုထိုးထွက်နေတာမို့လို့အားလုံးကစိတ်ဝင်စားခဲ့ကြတာပါ။အမိမဖော်လို့သူရွာသားတယောက်ကလည်းဒါဟာအင်းဝဘရင်နန်းကောင်ဆန်ပြောခဲ့တဲ့ရေနန်းဗိမှန်ကြီးဖြစ်ကြောင်းကိုဗဇက်ပြောနဲ့ထင်ကြီးပေးခဲ့ပါသေးတယ်။ ဒါကြောင့်တက်ဆိုင်ရာရှီအောင်သူတေသနာအဖွဲ့တွေကတွားရောက်လေ့လာခဲ့ကြပြီးအဲ့ဒီအခါမှာတော့အဆိုပါမြေအောက်ကပေါ်လာတဲ့အုတ်မြူယိုကြီးဟာရှီတုံးကဖျားငယ်တဆူရဲ့ရှစ်ပတ်လေပနတ်ကုံဖြစ်ကြောင်းသိခဲ့ရပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ဒီမြူယိုနဲ့ပတ်သက်တဲ့တိကျတဲ့ထုတ်ပြန်ချက်ကိုအဆိုရဆိုင်ရာရှီသူတေသနာအဖွဲ့ကကြေညာခြင်းမရှိသေးတာမို့အလုံးကထင်ကြေးတွေသာဖြစ်နေပြီးဘသူအဖေခေါ်ရမှန်းမသိစကလုံးတွေအလုံးဟာလည်းဖောင်းပွားလို့နေပါတယ်။ ဘလို့ပဲပြပြငလင်တန်းချောင်းအင်းဝါတထုံစတဲ့အမွေနဲ့အားလုံးပျက်စီးသွားချိန်မှာအာတက်စီကနောက်ထပ်အမွေနဲ့တစ်ခုထပ်မံပေါ်ပေါက်လာတာမို့လူကြီးမင်းတို့လည်းအားလုံးသိပြီးဝမ်းသာနိုင်အောင်ဒီဗီဒီယိုလေးကိုဝမ်းရှယ်ရင်ဒီမျိုးရိုးကြီးကဘာဖြစ်နိုင်လဲဆိုတာကွန်မန့်မှာဝမ်းရေးပေးခဲ့ကြပါအောင်ခင်ဗျာ